အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲချိုတုံးတက်ချက်ကနေပြန်လဲပြီးကြိုလိုက်ပါတယ်။အဲဒီနေ့မနက်အစောပိုင်းမှာတော့ဒါကျွန်တော်တို့ Northern Forest အသင်းနဲ့ Manchester City အသင်းတို့ရဲ့ဒါကျွန်တော်ပွဲချိုတုံးတက်ချက်လေးနဲ့ဒီနေ့မနက်ခင်းမှာဒါကျွန်တော်တို့စလိုက်အောင်။အဲဒီနေ့မှာဒါကျွန်တော် Premier League ပွဲစဉ်တွေပြန်စပြီ။ဂျာတယ်မှာဒါ Premier League မရှိတာလေဒါတကယ်တမ်း FA ဖလားတို့ဒါကျွန်တော် Europa League Champions League ဘာညာပွဲစုံတွေဖြစ်နေတဲ့အချိန်မှာဒါကျွန်တော်တို့ ကျွန်တော်ပရီးမီးယားလိမရှိတာတူတယ်အားဖြင့်နှစ်ပတ်လောက်ရှိခဲ့ပြီဘောနော်လက်ရှိမှာဒါကြပြန်လာခဲ့ပြီပြီးရင်လည်းဒါကျွန်တော်တို့ international break ပြန်လာတော့မှဖြစ်တော့ကျွန်တော်ပရီးမီးယားလိကပြန်နောက်မှာဘောနော်ပြောမယ်ဆိုလက်ရှိမှာဒါပရီးမီးယားလိကဒီကြားထဲမှာပွဲတွေအားလုံးမရှိဘူးအဲ့တော့ Northern Force အနေနဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့ Manchester City အသင်းကိုသူတို့ရဲ့အိမ်ဝင်ဒါကျွန်တော်တို့ the city ground မှာ ရင်ဆိုင်ရမှာပေါ့နော်အဲ့တော့လက်ရှိမှာဒါ Northern Voice ကဒီရပိုင်းအတွင်းမှာဒါအပေါ်ကအသင်းနေနေကြီးပဲတောက်ရှောက်တွေ့နေတာကိုတွေ့ရမှာတော့ပါဒါပေမဲ့လက်ရှိမှာစိတ်ဝင်စားဖို့ကောင်းတာကအရင်တုန်းက Northern Voice မဟုတ်တော့တဲ့ကြောင့်ဒီနေ့ပွဲစဉ်ကပို့ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့လက်ရှိမှာပို့ပြီး crucial ဖြစ်လာတာတခုရှိအဲ့ဒါကဘာလဲဆိုတော့ဒါ ဟိုကောင်းလာပါကြီးရဲ့ဆိုရဲနော်ဒန်ဖွဲဆိုဒီနေ့မှာဒါတိုက်ပတ်လာပါကြီးရဲ့မန်ချစ်စတာစီးရီးအသင်းနဲ့လက်ရှိမှာရမှတ်ကပြတပတ်တပတ်ပဲခွာရတယ်မှာပါတယ်ဒီနေ့ပွဲစမှာဒါကျွန်တော်မန်ချစ်စတာစီးရီးအသင်းနဲ့နော်ဒန်ဖွဲကိုနိုင်ခဲ့မယ်ဆိုရင်တော့အဆင့်3တိပြန်လဲပြီးတက်လာနိုင်ပြီးတော့အာစနယ်အသင်းနဲ့၄မှတ်ပဲခွာတော့မယ်အနေနဲ့တစ်ခုကိုစီးရီးအသင်းပြန်ရောက်သွားမယ်အဲ့တော့နော်ဒန်ဖွဲစနဲ့ပြန်ကြည့်မယ်ဆိုရင်လက်ရှိမှာဒီနေ့ပွဲစမှာဒါကျွန်တော်တို့ မန်ချက်စတာစီးတီးအသင်းကိုနိုင်မယ်ဆိုရင်တော့အစင်လေးကအသင်းကိုအမှတ်ဖြတ်ထားနိုင်ခဲ့ပြီးတော့ချန်ပီယံလိဝင်ဝင်တနေရာတော့တော်တော်လေးကိုတည်ကြတော့နိုင်မယ်ခွင့်ရှိရတယ်။ဒါပေမဲ့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတော့ Nottingham Forest အသင်းဒီနေ့ပွဲစံမှာနိုင်ခဲ့မယ်ဆိုတော့ရမှတ်50မှတ်နဲ့ Arsenal အသင်းနဲ့၃မှတ်ပဲ quarter minute မှာရှိတယ်။ဘာကြောင့်လဲလက်ရှိလို့ဘာလို့ Arsenal အသင်းကြောင့်ထည့်ပြောရလဲ။ Arsenal အသင်းကဒီရက်သက်တဲ့ဘက်မှာဒါပွဲချက်ကာလတစ်ခုဖြစ်တဲ့ဒါ Manchester United အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်ဒီနေ့ပွဲစံမှာဘယ်သူပဲနိုင်နိုင်အစစ်နှစ်က Arsenal အသင်းကိုရမှတ်အဖြစ်ပြန်လဲပြီးချိန်ချောက်နိုင်မယ်ဆိုတာက တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်မိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့မြည်သွေးမယ်စိုးစင်းကောင်းမှုဒီနေ့ပွဲစဉ်က CD အသင်းအတွက်တော်တော်လေးကို crucial ဖြစ်တယ်လို့ပြောရတယ်ဒါပေမဲ့တခါညံ့ပြကျွန်တော်အရန်ကြိုက်တဲ့စကားလုံးတစ်ခုဟာဒါအခုနောက်ပါမှာကျွန်တော်ခဏခဏတုံပြတဲ့ကစားတစ်ခုဟာဒါကျွန်တော်တို့စင်ပင်ရင်ကျွဲလောက်ပဲရှိတယ်ဆိုတဲ့စကားတစ်ခုပဲလက်ရှိမှာဒါ CD အသင်းညံ့နေညံ့နေဆိုတဲ့ဥစ္စာတွေကျွန်တော်ခဏခဏကြားတယ်ဒါလက်ရှိမှာ CD အသင်းနဲ့ဒီနေ့မှာ FA Flyer ဘူးတွေရေပန်းအစားဆုံးအသင်းဖြစ်နေတယ်လက်ရှိမှာ Premier League အသင်းမှာလည်းလက်ရှိမှာဒါကျွန်တော်တို့ အကောင်းလာပါကြီးဆိုတဲ့ဒါကြောင့် Northern Force တို့ပေါင်းနေဆိုရမှတ်အဖြစ်တက်မှတ်ပဲကွာတယ်။ဒါကြောင့် Arsenal တင်းနေဆိုလည်းရရှိရမှတ်အဖြစ်တူတဲအဖြစ်ခုနှစ်မှတ်လောက်ပဲကွာနေတာမှရှိတယ်။ပြောချင်တာဗျာဒီနေ့ပေါ်မှာ City ကဒီနေ့မှာဆောင်းဝဲညံ့တယ်။ညံ့နေဆိုတဲ့ City ကတော့မှတကယ်ကောင်းနေဆိုတဲ့အသင်းနဲ့လက်ရှိမှာဖင်ကတ်ဆော့နိုင်နေဆိုတော့ဒါစင်ပင်ကျွဲလောက်ပဲရှိရဆွဲစကပုံတစ်ခုနဲ့ပြောရမယ်တော့ပါ။ဒါပေမဲ့ဒီနေ့ပေါ်မှာဒါကြောင့် Northern Force ရဲ့အိမ်ဝင်းဖြစ်တဲ့ကြောင့်တော်တော်လေးကိုစောင့်ကြည့်ခြင်းစရာကောင်းတယ်လို့မြင်တယ်။ Northern Force ကလက်ရှိမှာဒါကျွန်တော်တို့ဘလောက်ပဲကောင်းကောင်းမှာဒါကျွန်တော် Manchester City နဲ့တွေ့ပြီးတန်းပြန်တက်လာတဲ့အချိန်မှာတပွဲမှာ မနိုင်သေးဘူးဒါကြောင့်တိုးတဲလေးပွဲကန်ထားခဲ့ပြီးဒါစီဒီအသင်းကကြီးပဲ၃ပွဲနိုင်ထားတဲ့တပွဲသေးကြခဲ့တယ်ဒါကောင်းနေတဲ့အချိန်မှာစီဒီအသင်းက3ရဲ့အိမ်ဝဲမှာ Northern Force ကိုဒါ5ပြတ်3-0ဆိုတဲ့ရလဒ်နဲ့နိုင်ခဲ့တယ်အဲ့တော့ဒီတစ်ပတ်မှာဒါကျွန်တော်စီဒီအသင်းနဲ့ဒါကျွန်တော်တို့လက်ရှိမှာတော်တော်ကြီးကိုနားချင်းအပြည့်ရခဲ့တယ်ဒါကျွန်တော်ကြားရတယ်မှာဒါသူ့အနေနဲ့ဒါ Champion League လက်ထွက်သွားပြီဖြစ်တယ်ကြားရမှာ Champion League လက်ကန်စရာမလိုဘူး FA ဖလားပွဲပြီးခဲ့တဲ့ Plymouth အားခိုင်းတဲ့ပွဲပြီးခဲ့တဲ့စီဒီအသင်းနဲ့တောက်လျှောက်နားချင်းရခဲ့တယ်ဒီတစ်ပတ်မှာ Northern Force အသင်းကဒါစီဒီအသင်းနဲ့ဤသူပဲဒါကျွန်တော်လုံးဝနားချင်းအပြည့်ရခဲ့တယ်နှစ်သင်းလုံးမှာလက်ရှိမှာ off of day က around 10ရက်ကြော်လောက်တိရှိခဲ့တယ်ပြောချင်တာကကျွန်တော်တို့ဟို10ရက်တော့ပဲကြော်မယ်တပတ်လောက်ရှိတာဘောနော်10ရက်တော့မရှိဘူး sorry ဟိုနှစ်သိန်းလုံးကတည်းကရှိမှဒါကျွန်တော်တို့အာ FA plug can သေးတယ်တို့ကြောင့်ဒါကျွန်တော်နှစ်သိန်းလုံးနေလက်ရှိမှဒါကျွန်တော်တို့တပတ်လောက်နီနီနာခွင့်ရခဲ့တဲ့အချိန်တစ်ခုကိုသွားခဲ့ရတယ်မှာပါတယ်ဘောနော်လက်ရှိမှာဒီနေ့ပုံစံမှာဒါ Northern Force သင်းနဲ့ဒါ City သင်းကိုအနိုင်ယူပြီးတော့ဒါကျွန်တော်တို့အမှတ်ဖြတ်သွားနိုင်မှာဒါမှမဟုတ် City သင်းကပဲဒါကျွန်တော်တို့ကောင်းပြီဆိုရင်တော့ first ကိုအနိုင်ယူပြီးတော့လက်ရှိမှာအဆက်၃ ठी တလန်းသွားနိုင်ပါဆိုတော့ကတော့တော်တော်လေးကိုစောင့်ကြည့်ကြရင်ကောင်းတယ်အဲ့တော့ ဒီနေ့မှာဒါကျွန်တော်တို့စီးရီးသင်းကြောင့်ကျွန်တော်နည်းနည်းလေးပြန်ပြီးထပ်ပြောခြင်းစီးရီးသင်းကဒီနေ့မှာဒါကျွန်တော် personal အမြင်မှာလက်ရှိနောက်ပိုင်းဒီဇင်ဘာနောက်ပိုင်းမှာတိုက်စစ်ပိုင်းကတော်တော်လေးကိုပြန်တိုးတက်လာခဲ့တယ်။အိုမားမားမော့စတိုရောက်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာဂျရမ်ဘီဒိုကုတို့စီဗီရိုရဲ့ဒါကျွန်တော်တိုးအားယုံအားဒီနေ့တို့တော်တော်လေးကိုပြန်ပြီး strong ဖြစ်လာခဲ့တယ်။စီးရီးသင်းကခုလက်ရှိမှာတော့နိုင်ပွဲလေးတွေပြန်ဆက်လာခဲ့တယ်။ပရီးမီးယားလိမှာစပါကိုတာ1-0နဲ့9နဲ့အခုလက်ရှိမှာဒါကျွန်တော်တိကြတယ်အတိုင်းမဲ့ဒါ sorry ပါတော့ကျွန်တော်တို့ FA ဖလားမှာလည်း play mode အကာကို3ခု2ခုဆိုရရတဲ့ ਨੇ ဂိုးပြန်နိုင်ခဲ့တယ်အဲ့တော့လက်ရှိမှာနိုင်ပွဲတော့ shot ပြန်ဆက်လာတယ်ဒါ series နဲ့ကြားရမှာတော့ကျွန်တော်အနေနဲ့များရှုံးပွဲဘာညာတော့ရှိခဲ့ပေမဲ့တကယ်တမ်းပြန်စစ်ကြည့်မယ်ဆိုနိုင်ပွဲတော့ shot ပြန်ဆက်လာခဲ့တယ်တစ်ဖက်က Northern Force ကလက်ရှိမှာ Nuno Espirito Santos နဲ့ Kaupe ဆိုတဲ့အသင်းကလက်ရှိနောက်ပိုင်းပြိုင်ပွဲဆို9ဘောမှာ down shot တရေဘွဲတွေနဲ့ရှုံးဘွဲတွေကြီးပဲကြုံဆုံလာခဲ့တယ်။ Aster City ကိုတော့ကျွန်တော်တို့ Northern Force နဲ့တင်းနဲ့တူတူတရေကြတယ်။ဒါ Fulham ကို2ဘွဲနဲ့ရှုံးနေတာကျွန်တော်တို့ Newcastle ကို4-3နဲ့ရှုံးနေတာကျွန်တော် Arsenal ကိုတရေစည်းစည်းနဲ့ကြတယ်။ Ipswich ကို1-1နဲ့တရေကြတယ်။အဲ့တော့နောက်တိုင်းနောက်ဆိုနောက်ပိုင်းပွဲစဉ်တွေမှာဒါကျွန်တော်တို့လက်ရှိ City Ground မှာဒါကျွန်တော်တို့ Northern Force အသင်းနဲ့ရမအဖြစ်တော်တော်လေးကိုယော့လာခဲ့ပြီလို့ပြောလို့ရရတယ်မှာပါ။အဲ့တော့ လက်ရှိမှာစီးရီးသင်းကလက်ရှိမှာပုံစံကောင်းတွေပြန်ပြီးပြသလာခဲ့တယ်။လက်ရှိ Northern Force ကပြဒီနှစ်ကသူတို့ရဲ့အသာချက်ကခံစစ်ပိုင်းဒါပေမဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာ Northern Force ရဲ့ခံစစ်ကတော်တော်လေးကိုယူရွေးလာခဲ့တယ်။တပွဲကိုပြန်မြ2ဂိုးနဲ့3ဂိုးကြာပေးလာခဲ့တဲ့ပွဲတွေမှာရှိလာခဲ့တယ်။အဲလက်ရှိမှာတော့ Newcastle အသင်းကဒါ4ဂိုးဒီပေးလာခဲ့ပြီ။ဒါကျွန်တော် Fulham ကို2ဂိုးပေးရတယ်။ Aston City ကို2ဂိုးပေးရတယ်။အဲတော့သူတို့ဂိုးမပေးခဲ့ရတာဆိုလို့ဒါကလင်းရှိရနိုင်ခဲ့တာဆိုတော့ Arsenal နဲ့ပွဲစဉ်ကလေလို့ဂျန်နဲ့ပွဲစဉ်တွေမှာကျွန်တော်လက်ရှိမှာ Northern Force အသင်းနဲ့ Barcelona မှာဒါကျွန်တော်ခံစစ်ပိုင်းကသိသာတိုးတက်လာခြင်းမရှိ issue တပတ်ကစီးရီးသင်းကလက်ရှိမှာဒါ cancel ပိုင်းတိုးတက်လာမှုဆိုတာထက်ဒါတိုက်ဆက်ပိုင်းတော်တော်လေးကိုတိုးတက်လာခဲ့တယ်လို့ပြောလို့ရတယ် Real Madrid နဲ့ Liverpool ပွဲစဉ်ကလွဲလို့ channel ပွဲစဉ်မှာစီးရီးသင်းနဲ့တော်တော်လေးတိုက်ဆက်ပိုင်းပြန်ကောင်းလာခဲ့တယ် Newcastle United လို့အသင်းမျိုးကို၄ဂိုးပြန်သွင်းနိုင်ခဲ့တယ် Plymouth ကို3-1နဲ့သွင်းနိုင်ခဲ့တယ်အမြဲလို့ဒါစပါသင်းအိမ်ဝင်မှာတိုက်ပတ်နေခဲ့တဲ့စီးရီးသင်းနဲ့စပါသင်းအိမ်ဝင်မှာပြန်ပြီးတော့နိုင်ခဲ့တာကိုတွေ့ရမယ်တဲ့မှာပါခဲ့တယ်အစီးသင်းနဲ့လက်ရှိမှာဒါလက်ရှိနောက်ဆုံး on form ရဆိုရင်တော့ဒါ အဲ Northern Force အသင်းနဲ့ပူတာတယ်လို့မြင်တယ်ဒါပေမဲ့ series အသင်းမှာလက်ရှိမှာသူ့အနေနဲ့သူ့ပြဿနာတစ်ခုရှိတယ် series အသင်းကခုနောက်ပိုင်းပွဲမှာစပားနဲ့ပွဲစဉ်ကလေးလို့ပွဲတိုင်းနင်းနီကိုပြလာခဲ့ရတယ်ဒါ cancel ဘိုင်းကလည်းလက်ရှိမှာဒါကျွန်တော်အခုချိန်ဒီကစားသမားကပြန်ကောင်းလိုက်ပြန်တန်ရလိုက်ပြန်ကောင်းလိုက်ပြန်တန်ရလိုက်ဥပမာ Nigel Aki လို့ပဲ Nigel Aki ဆိုလက်ရှိမှာဒါကျွန်တော်တို့ဒူးတန်ရအကြောင်းမို့အေးပေါ့6လောက်တန်ရပဲထားပါ6လောက်တန်ရအကြောင်းမို့ဆွဲကျွန်တော်တို့ဟိုခွဲစိတ်ဆွဲစိတ်တော့မဟုတ်ဘူးခွဲစိတ်ထားတဲ့အကြောင်း Nigel Aki ဆိုမမေအခုလက်ရှိမှာ7ဘတ်နဲ့7ဘတ်အတွင်းနားရမယ်ဆိုပြီးဒါနီးပြတဲ့ confirm လို့ဒါပြောချင်တာဒါရာသီ ကွန်လောက်တီတော့မှနားဘူးတော့တေချာလောက်နီနီဖြစ်သွားပြီလို့ပြောလို့ရတယ်ကလပ်ဘောကအမီတော့ဒါနေသန်ကြီးပြန်ကာနိုင်မယ်ဒါပေမဲ့အခုလက်ရှိမှာဒါပရီးမီးယားလိဘွဲစင်ကိုလွဲချုပ်ရှိအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့စီးတီးအသင်းရဲ့ခံစစ်ပိုင်းမှာဒိုင်ယာရလူစင်ကတော်တော်လေးကိုမြင်လာခဲ့ပြီ John Stones, Menu Akinji, ဒါကျွန်တော် Nathan Ekki, Rudy ရှင်းသမ ्या ခန်းစစ်ကစားသမားလေးကုံပြီလို့ပြောလိုက်ရတယ်မှာပါ Ruben Dias ကခုလက်ရှိမှာပြန်ကောင်းလာနည်းနည်းလေးပြန်ခံတန်သွားတယ်လို့ပြောလိုက်ရတယ်မှာပါဒါပေမဲ့လက်ရှိမှာ CD တွေကတိတ်ပြီးတော့စိုးရင်စရာတော့မရှိဘူးဘာကြောင့်လဲဆိုတော့ CD အစ်တနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Kasanov ကလည်းလက်ရှိခြေစွမ်းတော်တော်လေးကိုပြန်ပြလာခဲ့ပြီလို့ပြောလိုက်ရတယ်မှာပါအဲ့တော့ Kasanov ကဒီနေ့ရဲ့ဝယ်ယူမှုတွေထဲမှာဒါဆောင်းရသည်ဝယ်ယူတဲ့မှာဒါကျွန်တော် CD အစ်ရဲ့မှန်ကန်တဲ့ဝယ်ယူမှုတစ်ခုလို့ပြောလိုက်ရတယ်ဒီနေ့ဆောင်းရသည် CD အစ်ဝယ်ယူတဲ့ကစားသမားကျွန်တော် Victor Reese ကိုတော့ဒါကျွန်တော် Plymouth Argyne ပေါ်မှာတိတ်ပြီးအရင်ကြီး hype တဲ့တဲမှာဘာမှ customer ကိုတော်တော်လေးသဘောကျပို့ပြီးတော့ဒါကျွန်တော်ပူပိုက်တဲ့တဲမှာပါလို့မြင်တယ်။ဥမမမို့တဲ့ခုနပိုက်ပေါ်စမှာဒါကျွန်တော်အမြဲတမ်း city အသင်းမှာဒီနှစ်မှာဒါပြောစရာရှိတာ consistent ဖြစ်ဖို့ပဲ။ city အသင်းမှာတချို့သောကစားသမားတွေက consistent တအားဖြစ်တဲ့တဲမှာပါတယ်။ဒါပေမဲ့လက်ရှိမှာတချို့သောကစားသမားတွေ consistent မဖြစ်လို့နေတဲ့မှာဥမလက်ရှိမှာတောင်မန်းနှစ်ကောင်ဖြစ်တဲ့ဒိုကုနဲ့ save view ကောင်းပြီဆိုရင်သူများတဲ့ပူပြီးကောင်းတယ်။ဆိုးပြီဆိုရင်ဒါလုံးဝဒါကွက်ပြတာကလည်းဘာမှမတတ်နိုင်တယ်မှာပါအဲ့တော့တစ်ဖက်က Northern Force ကအဓိကစောင့်ကြည့်ရမှာသူတို့ရဲ့တိုက်စစ်မှုလီယိုနဲ့ ဝူပဲဖြစ်ပါတယ်လီယိုနယ်မက်ဆီရောမဟုတ်လီယိုနယ်ဝူကိုစောင့်ကြည့်ရမယ်အဲ့တော့ဝူကအမြဲလိုလိုတာကျွန်တော်ခုနောက်ပိုင်းအသင်းကြီးရဲ့တွေ့ဒုက္ခပေးတဲ့အသင်းကစားသမားတယောက်နေတဲ့စီးဒီအသင်းနေ့ပုံစံစောင့်ကြည့်ရမယ်ခန်ဆယ်ပိုင်းလိုအပ်ချက်ရှိတဲ့စီးဒီအသင်းကိုဒါကျွန်တော်တို့အမ်နော်ဒန်ဖွဲစ်အသင်းနဲ့ဒုက္ခပေးနေမှာဒါမှမဟုတ်လက်ရှိမှာနော်ဒန်ဖွဲစ်ကိုဒုက္ခပေးပြီးပဲဒါစီးဒီအသင်းနဲ့အဆင့်၃တိတော့ တက်လန်းသွားနိုင်မလားဒါကတစ်ချက်တော့စောင့်ကြည့်ရမယ်လို့ပေါ့ပါတယ်ဒါတော့ပါပဲဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ဒီ for you တော့မှကျင်းလို့ဆိုတော့ပေါ့အကူအညီလို့ရပါတယ်မြန်မာပြည်နဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါဆိုစုမုံကောင်းတောင်းပီးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AACC တွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့ဒီပေါ်ပါဗျ